မင်္ဂလာပါရှင် PSM News ရဲ့ဒီဇင်ဘာလ9ရက်နေ့အတွက်မိုးလေဝသအခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ဒီဇင်ဘာလ9ရက်နေ့မှာတော့မနေ့ကထက်တနေ့တာပြင်းပြအပူချိန်အနည်းငယ်လျော့နေကြဆင်းသွားခဲ့ပြီးချင်းပြည်နယ်မှာညအပူချိန်2ဒီဂရီဆယ်လ်ဆီယပ်စ်အထိရောက်ရှိကအေးပိုနေတယ်လို့မြန်မာနိုင်ငံတောင်ပိုင်းဒေသတချို့မှာမိုးအုံမီမိုးဖွဲဖွဲကျနိုင်တဲ့အခြေအနေတွေရှိနေပါတယ်။ ဆားရသည့်အချိန်ရလာတာနဲ့အမျှတင်ဖြစ်ထုံးမှုနဲ့မြေပြင်အနေမြင့်ကွာခြားချက်တွေကြောင့်ဒိတာလိုက်အဖူချိန်ကွာဟမှုတွေရှိနေတာဖြစ်ပြီးကရင်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းအရှိပဲချမ်းရန်ကုန်တိုင်းနဲ့အေရီတိုင်းတို့မှာတော့ဒီနေ့မှမိုးရနိုင်ခြင်းအနေငယ်ရှိနေတာမိုးအုံနာမိုးဖွဲ့ဖွဲ့ကြတာမျိုးတွေဖြစ်ပေါ်နိုင်မှာဖြစ်ပါတယ်လေရုမငိမ့်သက်မှုတွေကြောင့်ပင်လယ်ပြင်ကအခြေအနေတွေကတော့ဖလပိုင်ဘက်ကလေပွေလိုက်93 W ဟာအပြော့သွားပြီဖြစ်လို့စိုးရိမ်စရာမရှိတော့ပေမဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာတော့လာနီညာအခြေအနေနဲ့ပင်လယ်ရေမျက်နှာပြင်အပူချိန် 28ဒီဂရီဆယ်ဆီယပ်ရှိနေတာကြောင့်လာမယ့်ဒီဇင်ဘာလ15ရက်ကနေ19ရက်အတွင်းအားနည်းတဲ့လီဘီယာနဲ့ရေဝန်တစ်ခုဖြစ်လာနိုင်ချေ40ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းလောက်ရှိတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ငံခန့်မှန်းထားပါတယ်။ ီနေ့ရဲ့နေ့ပူချိန်ဒီမှာတော့ကရင်ပြည်နယ်အောက်ပိုင်းဖားပုံမြို့နယ်နဲ့ကရင်ပြည်နယ်ကပိုင်ချုံမြို့နယ်ဝင်းချင်တို့မှာ34ဒီဂရီကနေ36ဒီဂရီဆယ်စီယပ်အထိမြင့်တက်နိုင်ပြီးရန်ကုန်တိုင်းပဲခူးတိုင်းအရှိဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းမွန်ပြည်နယ်ကရင်ပြည်နယ်အေရရတာအရှိတောင်ဘက်ပိုင်းတို့မှာ32ကနေ34ဒီဂရီဆယ်စီယပ်အထိရှိနိုင်ပါတယ်နေပြည်တော်နဲ့ရခိုင်ပြည်နယ်တို့မှာတော့28ကနေ30ဒီဂရီဆယ်စီယပ်ဝင်းကျင်ရှိနိုင်ပေမဲ့ရခိုင်ပြည်နယ်ကမအီမြို့ဝင်းကျင်မှာတော့34ဒီဂရီလောက်ထိအပူချိန်ကိုခံစားရနိုင်မှာဖြစ်ပါတယ် အေးပိုနေတဲ့ချင်းပြည်နယ်မှာတော့နေ့အပူချိန်20ကနေ22ဒီဂရီဆယ်ဆီယပ်အထိသာရှိမှာဖြစ်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း22ကနေ24ဒီဂရီဆယ်ဆီယပ်သာရှိနိုင်ပါတယ်။ညပိုင်းအပူချိန်တွေအနည်းငယ်ကတော့အေးဆုံးဖြစ်တဲ့ချင်းပြည်နယ်မှာ2ဒီဂရီဆယ်ဆီယပ်သာရှိပြီးရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့10ဒီဂရီ၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာ10ဒီဂရီဆယ်ဆီယပ်အထိကျဆင်းကအတော်လေးအေးနေမှာဖြစ်ပါတယ်။ ဒါပြင်ကရင်နီပြည်နယ်မှာ17ဒီဂရီရှမ်းပြည်နယ်အရှေ့ပိုင်းမှာ14ဒီဂရီစကိုင်းနဲ့အောက်ပိုင်းနဲ့ကရင်ပြည်နယ်အထက်ပိုင်းတို့မှာ15ဒီဂရီဆယ်ဆီယပ်အထိရှိနေကမန္တလေးမကွေးနေပြည်တော်နဲ့ပဲခူးတိုင်းတို့မှာ16ဒီဂရီကနေ18ဒီဂရီဆယ်ဆီယပ်ကြားရှိနေနိုင်ပါတယ်ရန်ကုန်တိုင်းနဲ့မွန်ပြည်နယ်တို့မှာတော့22ဒီဂရီဆယ်ဆီယပ်ဝန်းကျင်ရှိနေပြီး AR တိုင်းမှာတော့22ဒီဂရီဆယ်ဆီယပ်နဲ့ညအပူချိန်အမြင့်ဆုံးမှာရှိနေပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလိုင်းအသင့်တင်ရှိနိုင်ပြီးလိုင်းအမြင့်၄ပေကနေ၈ပေခန့်လေတိုက်နှုန်းတနအီကို15မိုင်ကနေ25မိုင်လောက်ထိတိုက်ခတ်နိုင်တာကြောင့်ပင်လယ်ပြင်တွင်သွားလာနေသူတွေအနေနဲ့သတိပြုသင့်ပြီးကြံကမ်းရိုးတန်းနေမှာတော့လိုင်းအမြင့်၂ပေကနေ၅ပေလောက်သာရှိနိုင်တဲ့အတွက်ပုံမှန်တိုင်းရှိနေမှာပဲဖြစ်ပါတယ်။ BSN ပြည်သက်များရှင်မိုးလေဝသဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းဝန်းကျင်သာမှန်နိုင်ပြီးအချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။ ကျမတို့ရဲ့မူလဝတ္ထအစီအစဉ်လေးကိုစောင့်မျှော်ရှုစားအပေးကြတဲ့ပရိသတ်တွေအားလုံးနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးလည်းကျန်းမာပေးခြင်းစွာနဲ့တဘာဝဘေးရဲ့နေအတွေ့အကြုံကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေရှင်။